pretty see chai asha chai chano chai မင်္ဂလာပါဗျကိုခိန်းစတာဖုတ်ဘောရှိုးအနေကျိုးစားပါရကျွန်တော်ခုခက်မှာဒီညမှာရှင်ပြိုင်ကစားဖို့ရှိနေတဲ့ဗိုလ်တော်ညချန်ပီယံလိပွဲစဉ်တွေအတွက်ကျွန်တော်ညီကိုတွေ free tips တွေပေးသွားကြပါတယ်ဖလာပေးတဲ့အတွက်ကြောင့်မှားတာမှန်တာရှိမယ်ခြိုတာခါတာရှိမယ်အပြစ်တော့မမြင်စေလိုပါဘူးကျွန်တော်တော့တတ်နိုင်သလောက် ကဘာကျော်ဘောလုံးဘွဲတုံးသက်ခမန်းသူတွေနာမည်ကြီးဘောလုံးဘွဲတုံးသက်တဲ့ website တွေရဲ့ tips တွေကိုရှာပြီးတော့ကျွန်တော်ကပေးတာပါကို့အကြိုက်နဲ့ထတ်တူညီမသာလင်ကျွန်တော်ညီကိုတွေရွေးပါ Okay အဲ့တော့ဘောတုံးညမှာပထမဆုံးကစားမဲ့ဘွဲက Quarabat နဲ့ IS ဘွဲအကျော်ပေးမှုရတော့ IS ကတည်ရအရှုံးပေးတာပါတယ်ဒီဘွဲစဉ်ကို Predacy က Quarabat 21နဲ့နိုင်မယ်လို့ခန့်မှန်းထားတယ်ဗျကျွန်တော်လည်း Quarabat ပဲကြိုက်တယ်ဘာကြောင့်လဲ Quarabat က အိမ်ကွင်းမှာကစားကောင်းတယ်ချယ်စီကိုတော့တူတူကစားထားတဲ့အသင်းအာရှရဲ့အကြိုက်ကတော့ IS ဖြစ်ပါတယ်သူ့ဘာလို့အာရှက IS ချက်ချင်းကြိုက်ပေါ့ကျွန်တော်တို့ရကွာရာဘက်ကြိုက်မှာပဲအဲ့တော့ကွာရာဘက်ကိုမနိုင်သည့်တိုင်အောင်တေကျသွားရင်လေကွာရာဘက်ကအပြည့်ဝပျော်ရွှင်ခွင့်ရမှာ ဖြစ်တဲ့အတွက်ကွာရာဘက်ကိုအားပေးတာကောင်းမယ်လို့ထင်တယ်အဲ့တော့ကျွန်တော်တို့ဘာကူသားတွေလုပ်လိုက်ရအောင်နော်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ပွဲက Valerian နဲ့ Copenhagen ဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့အာရှအကြောပေးမှုကတော့ ကိုဘီဟီဂင်ကိုဗလာရီယာအိမ်ကွေးမှာတကူးသွင်းတဝက်ဆုံးရှုံးမယ်ဆိုတဲ့အကြောပေးမှုပေးထားပါတယ်။ဒီအကြောပေးမှုကတော့နည်းနည်းတော့ပြင်းတယ်နော်။ဗလာရီယာကလည်းအဲ့လောက်ကောင်းတဲ့အသင်းတင်းတော့မဟုတ်ဘူး။ကိုဘီဟီဂင်ကတော့ဆွဲဆောင်ရေးပိုင်းအမြင့်ကြီးမဟုတ်ပေမဲ့မစိုးတော့မစိုးပါဘူး။တော်တင်ဟော့စ်ပါတော့ရှုံးတော့ရှုံးနိုင်။အာရှအကြိုက်ရတော့ကိုဘီဟီဂင်ဖြစ်ပါတယ်။ပရီတစီရဲ့ရွေးချယ်မှုကတော့ဒီပွဲတွေမှာဗလာရီယာက2-1နဲ့နိုင်သွားမယ်လို့ရွေးချယ်ထားတဲ့အတွက်ကြောင့်သူကလည်းကိုဘီဟီဂင်ရွေးတဲ့ပုံပဲဗျာ။တကူးသွင်းတဝက်ရှုံးတယ်ဆိုတော့2-1နိုင်လို့မရဘူးလေ။ အနည်းဆုံးတော့3-1တို့2-0တို့နိုင်မှာဖြစ်ပါလိမ့်မယ်ကျွန်တော်လည်းဒီပွဲစဉ်မှာ Valeria ကိုညင်းပယ်ချင်ပါတယ်တကူတဝက်ရှုံးကတော့အဆင်မပြေဘူးတကူနဲ့ကတ်နိုင်ဖို့များတယ်အဲ့တို့ကြောင့်ကိုပေဟေဂင်အတင်းကို ရွေးချယ်ပေးပြသည်နောက်ထပ်ဒီပွဲကတော့ Athletic Bilbao နဲ့ PSG ဖြစ်ပါတယ်အကြောပေးမှုရတော့ PSG က 1D ပါဒီအကြောပေးမှုကတော့ပျော့ပြောင်းတယ်ဗျ PSG ကိုကြိုက်ချင်အောင် ပေးထားတဲ့အကြောပေးမှုပေါ့နော်အာရှာကတော့ PSG အသင်းကိုရွေးချယ်ပေးထားပါဗျ။ Pretty ရဲ့ခမန်းပုံကိုကြည့်မယ်ဆိုရင်တော့ PSG က2-1နဲ့နိုင်သွားမယ်လို့ခမန်းထားပါဗျ။ဘီဘောင်းပွဲစဉ်နှစ်ပွဲလောက်တော့ကျွန်တော်ကြည့်ပြတယ်။ဒါပေမဲ့ဘီဘောင်းကလည်းယုံကြည်စိတ်ချတဲ့အသင်းတစ်သင်းမဟုတ်ဘူး။ Arsenal နဲ့ဘီဘောင်းပွဲစဉ်တော့ဆိုကျွန်တော်ဘီဘောင်းကိုရွေးပေးထားတာ။ Nicole Williams လို့ကစားသမားမျိုးမပါရင်တိတ်ပြီးအစိတ်မရှိတဲ့အသင်းမျိုးပါ။ပွဲရလက်ကိုချက်ချင်းဆိုသလိုပြောင်းလဲနိုင်တယ်။သူတို့အသင်းရှုံးဖို့ပါ။နိုင်ဖို့မဟုတ်ဘူးနော်။အဲ့တော့တစ်ဖက်က ပွဲရလောက်ကိုပြောင်းလဲနိုင်တဲ့ကစားသမားတွေများတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ PSG ကိုပိုကြိုက်တယ်။ဂိုးပြတ်မပြတ်ပဲကြည့်ရမှာပါ။ 1D ပုံစံတိုင်းပြီးသွားဖို့များပေမဲ့ပို့ပြီးတော့ရင်ခုန်လို့ရတဲ့အသင်းဟာ PSG ဖြစ်နေပါတယ်။နောက်တစ်ပွဲကတော့ Benfica နဲ့ Napoli ဖြစ်ပါတယ်။ Benfica ကတရေတဝက်ရှုံးဆိုတဲ့အကြောပေးမှုပေးထားတာဖြစ်ပါတယ်။တိတ်တော့ရုတ်တရက်မတန်တဲ့အကြောပေးမှုလက်ရှိ Italy Serie A Champion အသင်းတစ်သင်းကိုအဲ့ဒါလိုအကြောပေးမှုမျိုးကတော့မပေးသင့်ဘူး။တကယ်လို့တော့ပေးသင့်တယ်ပေါ့နော်။ မော်ရီညိုနီးပြဖြစ်နေတာလဲပါကောင်းပါလိမ့်မယ်။ Okay အဲ့တော့ဒီပွဲစဉ်ကိုအာရှကနာပိုလီအသင်းကိုအကြိုက်အသင်းဖြစ်ရွေးချယ်ထားပါတယ်။ပရီတစီရဲ့ခမန်းမှုကတော့ဝမ်ဝမ်းတည်ပွဲဖြစ်သွားမယ်လို့ခမန်းထားပါတယ်။နာပိုလီမှာလည်းကစားသမားကောင်းအများကြီးရှိနေတယ်ဗျ။ဘန်ဖီကာကလည်းအိမ်ကွင်းမှာမော်ရီညိုရဲ့ညံညီညံတဲ့ညံပြညံဝါရီနဲ့တခုခုလုံးပြလာနိုင်တယ်။တရေပွဲကိုဥတီနေတဲ့ပွဲစဉ်မျိုးဖြစ်ပါတယ်။ကျွန်တော်လဲနာပိုလီကိုပဲပို့သဘောကြပါတယ်ခင်ဗျ။ ဟုတ်ကဲ့ကျွန်တော်ညီကိုညီဘလုံးမဲကစားကြတယ်ဆိုရင်တော့ senior dodgers စီမှာ i back 169 9 3 miss နဲ့မောင်း96တို့ကိုမမသိယူနေပြအပူစုကြီးနေယုံကြည်တော့ကစားလို့ရပါတယ်အသေးသေးသိကြတယ်ဆိုရင်တော့ဘဘနံပါတ်399 893 380မှာဆက်သွယ်ဆုံးသမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာဒီတစ်ခါတော့ club brugge နဲ့ arsenal ပွဲအားကြီးကတလုံးအပြည့်ရှုံးပေးထားပါတယ်နောက်ဆုံး၃ပွဲစတိုက်အဝေးကွင်းမှာတေပွဲဖြစ်ထားတဲ့အသင်းတင်းကအဝေးကွင်းမှာတလုံးအပြည့်ရှုံးပြန်ပေးထားတာကိုကြည့်ခြင်းအဖြစ် club brugge ခေါ်တာ arsenal အကြောပေးမှုကပြင်းထန်နေပါတယ် ဒီပွဲကို အာရှအခြိုက်ကတော့အာစနယ်ဖြစ်ပါတယ်ပရီတီရဲ့ခမန်းပုံကတော့ RE20 နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်ကျွန်တော်လည်း RE ရဲ့အကွက်သေးပဲဝင်သွားမယ်လို့ထင်တယ်ဗျ 1C 2C အကွက်မျိုးပေါ့နော် 1C တက်ဆိုင်ကျွန်တော်ကတော့ 2C ကိုပို့ပြီးတော့ကြိုက်တယ် 3C တောင်ဖြစ်ကောင်းဖြစ်သွားနိုင်တယ်လို့ထင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကတော့ဒီပွဲစဉ်မှာပရီတီနဲ့ရောအာရှနဲ့ရောအကုန်လုံးနဲ့အကြိုက်ချင်းတူပါတယ်ဂန်နာပဲဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်တစ်ပွဲသွားအောင် အပွဲကတော့ Borussia Dortmund နဲ့ Borussia Glin ဖြစ်ပါတယ်အကြောပေးမှုကြီးကအကျဉ်းရွာနှလုံးသွင်းမှာတဝက်ပျော်ရွှင်ခွင့် Borussia Dortmund ပြန်ပေးထားပါတယ်ဒီပွဲစဉ်ကိုအာရှ Borussia Glin ကိုသဘောကျပါတယ် Predzi ရဲ့ခမန်းမုံတစ်ချက်ကြည့်အောင်အင်ရှင် Borussia Dortmund က2-1နဲ့ကတ်နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်ကျွန်တော်ကတော့ဒီလိုပွဲမြင့်မှာ Dortmund ကိုအရေးဆုံးပြီးရွေးချင်တယ်ဗျ Dortmund မှာဂိုးသွင်းလုံးကောင်းတဲ့သူတွေရှိတယ် ကစားအကောင်းတဲ့ကစားသမားတွေနဲ့စုဖွဲ့ထားတယ်ဒီတို့ကြောင့် brusher.man ရဲ့ twin ကိုတွေမြင်ရဖို့ရှိပါတယ်ကျွန်တော်ကတော့အာရှနဲ့ရော predicy နဲ့ရောအမြင်ချင်းကွဲလွဲခြင်းပါတယ် brusher.man ကိုရွေးပါတယ်ခင်ဗျာနောက်တစ်ပွဲကတော့ juvenus နဲ့ aep pavos juvenus က2ဒီဆိုတဲ့အကြောပေးမှု ပေးထားပါတယ်ဒီပွဲစဉ်ကိုတော့အာရှ juvenus ကြိုက်ပါတယ် predicy ကတော့ juvenus 2-0နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်ကျွန်တော်ကအိုးလေဒီတွေကိုမယုံတော့ပါဘူး ဘယ်တော့အခါမှလည်းယုံလာမှာမဟုတ်ဘူးဗျသူတို့အရင်တော့ပုံစံမပေါက်သေးရေပေါ့လေအိမ်ကွင်းမှာကိုပြတ်အနိုင်ရဖို့ကြိုးစားမယ်ဆိုပေမဲ့တူဒီထက်ပေါ်နိုင်ဖို့ကျွန်တော်တိတ်လမ်းမမြင်ဘူးတူဒီဖြစ်သွားဖို့အချိန်တွေကတော့များတယ်မတော်တဆအတွင်းကိုအနေနဲ့နိုင်သွားခဲ့သည်ရှိတော်ဆိုတဲ့အတွေးခေါ်မျိုးနဲ့ကျွန်တော်ကတော့အာရှနဲ့ရောပရီဒီစီနဲ့ရောအမြင်ချင်းမတူဘူး AB Pavos ကိုရွေးချယ်ပေးခြင်းပါတယ်ကျွန်တော်နောက်ထပ်တစ်ပွဲကတော့ Liverpool နဲ့ Newcastle ကျွန်တော်က Newcastle ကြိုက်တယ်စောပြောလိုက်ပြီဘာမှပြောနေ Newcastle ပဲ Newcastle က တရေတဝက်ရှုံးဆိုတဲ့အကြောပေးမှုပြန်ပေးထားတာဗျဒီပွဲကိုအာရှကြိုက်ကလည်းနယူကက်ဆယ်ဖြစ်ပါတယ်ပရီတီစီရဲ့ခမန်းမှုကတော့ဝန်ဝန်ဖြစ်ပါတယ်မှန်တော့လည်းမှန်ပါတယ်တရေကြဖို့အချိန်လေးများပေမဲ့နယူကက်ဆယ်ရဲ့အနိုင်ရလို့စိတ်ကပြင်းပြတဲ့အတွက်ကြောင့်နိုင်ရင်လည်းနိုင်သွားနိုင်ပါတယ်နိုင်တဲ့အသင်ရွေးဆိုရင်ကျွန်တော်နယူကက်ဆယ်ပဲရွေးမှာပါအဲ့ဒီကြောင့်တော့ဒီပွဲစဉ်ကတော့နယူကက်ဆယ်ကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ကျွန်တော်နောက်ဆုံးပွဲကတော့ ရီယယ်မက်ဒရစ်နဲ့မန်စီးတီးပါအကြောပေးမှုရဒဒယ်ဖြစ်ပါတယ်ဒီပွဲစဉ်ကိုအာရှကမန်စီးတီးအသင်းကိုရွေးချယ်ပေးထားပါတယ်ပရီတစီရဲ့ခမမမှုကတော့ဝမ်ဝမ်ပါတေးပွဲဖြစ်ဖို့များပေမဲ့အင်ကွင်းဘာနေဘူးမှာတော့ Real Madrid မရှုံးတော့ဘူးလို့တော့ကျွန်တော်ထင်တယ်ကျွန်တော်ကတော့ Real Madrid အတင်းကိုရွေးချယ်ပေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြပါအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်